ရသော်ဘုရားကတုတ်တဏိဘပါဠိတော်မှာဟောထားတာအတိသာတံအနုသာတံပုဒ္ဓမိစ္ဆန္တိပဏိတာစဉ်းစားဉာဏ်ရှိတဲ့မိဘတွေဟာအတိသာတဆိုတဲ့မိမိတို့ရဲ့ตาတဲ့ตาမျိုးလိုချင်တယ်ตาသမီးမျိုးလိုချင်တယ်အနုသာတဆိုတဲ့အ ਨੇ စုံမိမိတို့ခြေရနဲမဲ့ตาသမီးမျိုးလိုချင်တယ် အဝဇတန်နာဣစန္တိယောဟောတိကုလဝတ္တနအမျိုးဖြစ်မဲ့ရုပ်ညံ့တဲ့သံသမီးမျိုးဘယ်တော့မှမလို့ခြင်းမူတဲ့ဓမ္မိဘတွေရဲ့စန္ဒပြောတာအဲ့ဒီမှာတိစာတဆိုတာ ਨੇ ပတ်သက်ပြီးမြတ်စွာဘုရားဘာဟောလို့ဣတိခောပုတ္တလောကသမေရေဘဝန္တိဥပဒကတကယ်အတိစာတ ပါသမီမျိုးဖြစ်ဖို့ဘာတွေလိုအပ်တာတော့တတ္ထာတိလေနတံပန္နာတတ္ထာယုံကြည်မှုဆိုတဲ့တရားဆောင်ရှိရဒီနေရာမှာလူတွေပြောနေကြတယ်ယုံကြည်မှုယုံကြည်မှုတရားတရားကောင်းတယ်တရားတရားကောင်းတယ်လူရတ္တနာကိုချိန်ပြီးလူတွေကတရားကောင်းတယ် ਨੇ ပြောကြတယ် တရားကောင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့တထားရှိတဲ့ပုဂ္ဂိုလ်ရဲ့သွင်မြင်လက္ခဏာ၃မျိုးဆိုတာမှတ်ထားတယ်တရားတရားကောင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာဓတနာကာမောတိလဝတံကိုကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်ရူပုဂ္ဂိုလ်မြတ်တွေကိုဖူးခြင်းနဲ့တွေ့ခြင်းနဲ့ဟောတာသူ့ရဲ့လက္ခဏာတရားတရားကောင်းမကောင်းစမ်းကြည့်တရားတရားကောင်းပြီဆိုလို့ရှိရင် ကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့ချင်တဲ့ပေါင်းသက်ဆက်ဆံရတယ်။တတ္တမံသောတုမိစ္ဆတိဘုရမြတ်စွာဟောကြားတဲ့တကယ်ကိုအနှစ်သာရပြည့်တဲ့သူတော်ကောင်းတရားကိုနာကျင်တယ်၊မှတ်သားကျင်တယ်၊လေ့လာကျင်တယ်၊ကြည့်ရှုကျင်တယ်။ဝိနည်းမစ္ဆေရမလံကိုတယောက်တည်းသာသုံးမယ်၊ကို့အတွက်ပဲစဉ်းစားတယ်၊သူများအတွက်မစဉ်းစားဘူး။ ဘသူတေတေငတိမာယောဆိုတဲ့စိတ်ဓာတ်မျိုး ဖြစ်တဲ့မစ္ဆရိယမျိုးဘယ်တော့မှမထားဘူးရေရောတယ်အလုံးအတွက်နော်ရေရေရောရောရှိတယ်အလုံးနဲ့မြတ်တာတယ်မြတ်တာတဲ့စိတ်ဓာတ်ရှိတယ်အဲ့ဒီလိုဒီလိုစိတ်ဓာတ်မျိုးဒီလိုအတွေးမျိုး ရှိတဲ့ပုဂ္ဂိုလ်မျိုးကိုတဝေတ္တောတိဟောစတိ တရာတရားရှိတဲ့ပုဂ္ဂိုလ်အစ်စ်ဖဲလို့ပြောတဲ့ ਨੇ ဟောတရာတရားရှိပြီဆိုရင်ဒီလားရှိတဲ့ပုဂ္ဂိုလ်တွေကိုဖူးမြင်လို့တယ်သူတော်ကောင်းတရားကိုကြားနာလို့တယ်မစ္စရိယဆိုတဲ့ငါးသာကြီးပွားခြင်းနဲ့ဆိုတဲ့ငါးသာအခွင့်ရေးရခြင်းနဲ့ဆိုတဲ့အတွေ့အမျိုးတွေဖယ်ရှားတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုတရာတရားရှိသူလို့ဒီလိုခေါ်တာနော်တတ္ထာတဲ့ယုံကြည်မှုရှိရမယ်ယုံကြည်မှုဆိုဒီမှာ မြတ်စွာဘုရားရဲ့အတိညာဉ်ကိုယုံကြည်တယ်။မြတ်စွာဘုရားရဲ့အတိညာဉ်ကိုယုံလိုက်ပြီးဆိုလိုက်ကြတဲ့ကမြတ်စွာဘုရားဟောထားတဲ့အတိုင်းကုသကံဟာကောင်းကျိုးချမ်းသာကိုပေးတယ်အကုသကံဟာမကောင်းတဲ့အကျိုးကိုပေးတယ်ကုသကံဆိုတာရှိတယ်ကုသကံရဲ့အကျိုးရှိတယ်အကုသကံဆိုတာရှိတယ်အကုသကံရဲ့ရှိတယ်ကိုလို့တည်းကကိုနဲ့သာသက်ဆိုင်တဲ့ကမ္မဒါယဒကမ္မတကဆိုတာဒီဒါတွေပါလက်ခံမိတာဖြစ်သွားတယ်ဟုတ်ကဲ့လား အတိညာကိုယုံကြည်လိုက်တာနဲ့မြတ်စွာဘုရားဟောတာမှန်တယ်များလက်ခံမိတာဖြစ်တယ်။ဒါဖို့တတဟာယုံကြည်မှုဆိုတာဒီလိုဆုံးလို့ရတယ်လို့။ကံကံဤကျိုးကိုယုံကြည်တယ်၊ယရဏသုံးပါးကုံကိုယုံကြည်တယ်ဆိုတာဒီကဆက်နွယ်လာတာလေ။အဲ့ဒါလို့တတရှိရ။နောက်တစ်ခုကတတဆိုတာကုသိုလ်ရေးနဲ့ပတ်သက်ပြီးစိတ်ကြည်လင်တာ။စိတ်ကြည်နေတဲ့အချိန်ဟာလူဟာကုသိုလ်ကောင်းမှုလုပ်ဖြစ်တယ်။စိတ်ကြည်တယ်လို့ဆိုတာစိတ်ထဲမှာ အညစ်အနောက်တွေကင်းတာစိတ်ထဲမှာတရားဖြစ်လိုက်တာနဲ့တပြိုင်နဲ့စိတ်ရဲ့အနောက်တွေခုနကနိဝရဏတွေဟာထိုင်သွားတယ်ဒီလိုပြောတာနော်စိတ်ရဲ့အညစ်ချေးဆိုတဲ့နိဝရဏတွေငြိမ်သွားတာနဲ့တပြိုင်နဲ့ဘာဖြစ်လဲပညာလဲအာကောင်းလာအဲ့ဒါကတရားဆိုတာမျိုးစိတ်နဲ့လာတဲ့တူတယ်မျိုးစိတ်လေးတစ်ခုဟာအလုံးနှစ်ခုကိုဆောင်ရွက်တယ် မျိုးစိတ်လေးကိုကိုယ့်ဘာကိုစဉ်းစားကြည့်အပင်လေးတပင် မျိုးစိတ်လေးတစ်ခုမြေကြီးထဲချဆိုင်လိုက်လို့ရှိရင် အောက်ကိုအမြင့်ကလေးဆင်းသွားတယ်အပေါ်ကိုအညောင်ကလေးတက်လာတယ်ဒါမျိုးစိတ်ရလို့တဲ့အလုံးနှစ်ခုပဲထို့တူပဲတရားတရားဟာလည်းမျိုးစိတ်နဲ့လမ်းသရံတရားရှိလာပြီဆိုရင် ကိုချင်းတရားဆိုတဲ့အမြင့်ကလေးခိုင်းလာတယ်တမထောက်ပြီးပတ္တနာဆိုတဲ့အညောင်အညောင်တွေတက်လာတယ်ဒီလိုဆွလို့တာပေါ့နော် သရရှိလာပြီဆိုလို့ရှိရင်သီလနဲ့လည်းပြည့်စုံလာတယ်။ကိုချင်းတရားတွေလည်းကောင်းလာတယ်။သမထဝိပဿနာအကျင့်တွေကမ္မထာအကျင့်တွေလည်းအထောက်လာတယ်။ဒါသရတရားရှိလာတဲ့အဓိပ္ပာယ်။အေးနောက်ဆက်တွဲဖြစ်လာတာတွေကဘာတွေတုံးဆို။သီလေနတမ္ပနာတဲ့။သရရှိပြီဆိုရင်ကိုချင်းသီလပြည့်စုံ။နောက်တစ်ခုရှိတဲ့နာပါဝရိညူဝရိညူဆိုတာ လိုချင်လို့လာတောင်းတာသို့မဟုတ်နော်စားရမယ်မဲ့တောင်းရမယ်ဖြစ်လို့တောင်းတာတောင်းတဲ့ပုဂ္ဂိုလ်စာနာထောက်ထားတယ်ပေးတယ်ကမ်းတယ်အဲ့ဒါကိုဝရဉ္ညူရရောတယ်လို့ဆိုလိုတာပဲဒါကြောင့်မလို့ตาကောင်းသမီးကောင်းဆိုဒီမှာကိုချင်းသီလာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အတိညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လိမ္မာရင်ကြီးတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ် မိမိရဲ့မိဘတွေကိုပြုစုလိုကျွေးတတ်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။ဘုံမဲမဆွမ်းရှိလာတဲ့အခါမှာဆောင်းလျှောက်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။စီးပွားတိုးတက်အောင်လုပ်နိုင်တဲ့ပုဂ္ဂိုလ်မျိုးလည်းဖြစ်ရမယ်လို့ဒါဆိုရင်မိခေါင်းဖခင်ရဲ့တာခေါင်းသမီးခေါင်းတွေဖြစ်ကြမှာဖြစ်ပါတယ်။